မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနရဲ့ထိတ်တန့်တရင်များကိုတင်ဆက်ပေးပါတော့မယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ PDF များကိုတင်ခွဲချေမုံမဲ့မင်းအောင်လာ၏အပြည့်ရဲ့ဆေးရေဗျူဟာယခုအခါຫນွေဦးတော်လန်ရေးမှပေါက်ဖွားလာသော PDF များသည်အချင်းချင်းကြောချင်းကပ်စည်းလုံးရန်အရေးပေါ်အခြေအနေရောက်ရှိလာနေပြီဖြစ်ပါတယ်။ထို့ကြောင့် MDY PDF မိုးကုတ်ဗျူဟာနှင့် TRI ဗျူဟာတို့သည်အပြည့်ရဲ့ဆေးလိုက်သည့် TNL နှင့်စစ်တပ်ထိုးစစ်အကြားညှပ်ပိတ်ခံရသောအခြေအနေမျိုးကိုရှောင်ကွင်းရန်မှာ စကိုင်းတိုင်းထဲမှ PDF အဖွဲ့များနဲ့မဟာဗျူဟာမြောက်စူးစီးညီညွတ်မှုရယူရန်တရေရှင်ရေးတမျှအရေးပေါ်အချိန်ရောက်နေပြီဖြစ်ပါတယ်။ရှမ်းမြောက်တွင်တိုက်ပွဲများလျှော့ချနိုင်လိုက်သောအနာသိန်းစစ်တပ်သည်လွန်ခဲ့သော9နှစ်လုံးလုံးဤသို့မြထိန်းထုတ်နိုင်စွမ်းမရှိသောအညာစစ်မျက်နှာများဖြစ်သည့်စကိုင်းမကွေးနှင့်မန္တလေးတိုင်းအတွင်ရှိ PDF များကိုရှင်းလင်းရန်အဓိကပြစ်မှတ်ထားထိုးစစ်ဆင်ပွဲရှိပါတယ်။ ရှက်ခုပင်မရယာမြို့နယ်အတွင်း MDY PDF ထိန်းချုပ်နေမိများကိုစစ်ကြောင်းများဖြင့်ညှက်ပိတ်ထိုးစစ်ဆင်နေပြီဖြစ်ပါတယ်။ထို့သောစစ်တပ်အားနဲ့ချက်တစ်ခုသည်လာမယ့်ဒီဇင်ဘာလနှင့်ဇန်နဝါရီလနှစ်လအတွင်း၎င်းတို့ဟန်ပြရွေးကောက်ပွဲများအဆင်ပြေချောမှုစွာပြီးဆုံးသွားရင်အာရုံစိုက်နေရခြင်းဖြစ်ပါတယ်။စစ်တပ်ထိုးအားနဲ့ချက်ကိုတေချာတွက်ချိုက်ပြီးမထင်မတော့နေရာများတွင်ခံစစ်ရှင်မှထိုးစစ်ပြောင်းသောစစ်ဗျူဟာကို PDF အဖွဲ့များအကြားဟန်ချက်ညီချိန်သားကိုက်ဖော်ဆောင်နိုင်ပြီဆိုလျင်စစ်တပ်ထိုးစစ်များအပေါ်အသာစီးပြန်ရလာနိုင်ပြီလိမ့်မည်။ ထို့တွင် PDF တပ်ဖွဲ့များအကြားတရင်ကစည်ရင်းညညို့မှုမဟုတ်ပဲရေရှိခိုင်မာသည့်ပြည်သူများအားကိုးအားထားပြုရသည့်အင်အားထုတ်တည်ဆောက်ရန်လိုအပ်ကြောင်းသုတဇော်ဤသုံးသက်ချက်စောင်းပါကိုဖော်ပြလိုက်ပါသည်ဆက်လက်ပြီးစစ်တပ်၏ရွေးကောက်ပွဲကိုထောက်ခံသောလှုပ်ရှားမှုကမ်ပိန်းတွင်နမေကျော်မင်းသားမင်းသမီးနှင့်အမှုပညာရှင်များအားလုံးပါဝင်ရေး Forever Group မှစစ်ထောက်လန်းဟောင်းအရာရှိဟောင်းတိန်ထွန်းအောင်ကဦးစီးဖီအားပေးတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် အကြံဖတ်စစ်တဲ့ရွေးကောက်ပွဲကိုထောက်ခံသောလှုပ်ရှားမှုကမ်ပိန်းများတွင်နမေကျော်မင်းသားမင်းသမီးနှင့်အမှုပညာရှင်များအားလုံးပါဝင်ပြီး Forever Group မှစစ်ထောက်လန်းဟောင်းအရာရှိဟောင်းတိန်ထွန်းအောင်ကဦးစီးဖီအားပေးနေကြောင်းပြန်ကြားရေးဝန်ကြီးဌာနသတင်းရင်းမြစ်ကအတည်ပြုပြောဆိုပါတယ် စစ်တပ်ကတူအပတ်စဉ်22ကျောင်းဆင်းဖြစ်ခဲ့သောစစ်တောက်လိုင်းရေးဟောင်းလဲဖြင့်ကြံကြားရေးဝင်ကြီးဌာန၏ညွှန်ကြားရေးမှူးဟောင်းလဲဖြစ်သောတိန်ထုံးအောင်ကစစ်တပ်၏ရွေးကောက်ပွဲကိုထောက်ခံသောလှုပ်ရှားမှုကမ်ပိန်းများအလုံးတွင်အမှုပညာရှင်များအလုံးအစိုးရများအလုံးပါဝင်ရဲ့အတွက်အ धिक ဦးစီးလှုပ်ဆောင်ဖိအားပေးနေသူဖြစ်ပါသည်ကျန်ကြာရေးဝင်ကြီးမောင်မောင်အောင်ကလည်းစစ်တပ်ကတူတပတ်စင်တဲ့အတူတက်ခဲ့သောတိန်ထွန်းအောင်ကိုစစ်တပ် policy လိမ့်လဲဝါဒဖြန့်သောလှုပ်ရှားမှုများနဲ့ policy ရုပ်ရှင်ဆက်လက်များရိုက်ကူးရန်တာဝန်ပေးအပ်ထားကြောင်းသိရပါတယ်။တိန်ထွန်းအောင်မှာ ဒုစစ်ကောင်းဆောင်စိုးဝင်းနဲ့ဒုဗိုလ်ချုပ်ကြီးရပြီးကြံကြားရေးဝင်ကြီးဗိုလ်ချုပ်ဟောင်းမောင်မောင်အောင်တို့နဲ့စစ်တပ်ကတို့အဖက်စင်22ကိုအတူတက်ခဲ့သူလည်းဖြစ်ပါတယ်။အခုရွေးကောက်ပွဲအတွက် policy ဆက်လန်းတွေရိုက်တာသချင်းကမ်ပိန်းလှုပ်ရှားမှုတွေအကုန်လုံးကဟူသိမ်းထုံးအောင်ကဦးစီးလုပ်တာကြံကြားရေးဝင်ကြီးကလည်းသူ့ကိုပဲတာဝန်ပေးတာအနာပါဝါပြနေတာသူပဲဟုကြံကြားရေးဝင်ကြီးဌာနသတင်းရင်းမြစ်ကရှင်းပြပါတယ်။တိန်ထုံအောင်သည်တစ်ဖက်တွင်လည်း Forever Creek ထူထောင်သူဒုတိယဥက္ကဋ္ဌနှင့်တာဝန်ခံတအူဖြစ်ပြီး ပင်တရတွင်ရုပ်ရှင်မျိုးတော်တိဆောက်ခါရေအေကရာပေါင်းများစွာပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ကာမမျိုးနယ်ရေနသာရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ပြီးကာပါဆာစနစ်ကိုရှော့တိုက်တုံးများဖြင့်ပစ်ခတ်မှုစစ်သားနှင့်ရဲခွနဲ့ဦးသိဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မကွေးတိုင်းတရက်ခရိုင်ကာမမျိုးနယ်ရေနသာရဲကင်းစခန်းနှင့်ကာပါဆာစနစ်တို့ကိုတိုက်ခိုက်ခဲ့ရာစစ်သားနှင့်ရဲခွနဲ့ဦးသိဆုံးခဲ့ကြောင်းတရက်ခရိုင်အမှတ်လေးတရင်တဲ့ရင်ပြန်ကြားရေးတာဝန်ခံကိုမြတ်ကတဲ့ရင်ဌာနကိုပြောကြားပါတယ်။ ရှမနီနိုဝင်ဘာလ6ရက်နနက်6နာရီခန့်ကကာမမျိုးနဲ့တရက်ကာမလန်ပိုင်းရေနတာချေးရွာရဲခင်းစခန်းကိုတိမ့်ပိုက်ထိန်ချုံနိုင်ရဲ့အတွက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြလန်ပြစ်ခတ်တိုက်ပွဲ2နာရီ30မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းထိုးထိုးတိုက်ပွဲကြာချိန်အတွင်းစစ်တပ်ဘက်က၄ခုကိုတိမ့်ပိုက်နိုင်ခဲ့ပြီးကျန်တစ်ခုကိုဆက်လက်တိမ့်ပိုက်နိုင်ရန်ကြိုးစားနေချိန်မြေပြင်စစ်ရေးအခြေအနေအရပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပါတယ်။ရှင်းရှင်းနတာရဲခင်းစခန်းတွင်စစ်တပ်ဘက်မှ၃ပွင့်ဖို့ကြီးဦးဆောင်ပြီး အင်အား30ခန့်ရှိက CEO အထက်ထက်အုပ်ပံကများဖြင့်အခိုင်အမာတက်ဆွဲထားကြောင်းတိုက်ပွဲအတွင်းစစ်သားနှင့်ရဲခွနဲ့ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ဒီစခန်းကကျွန်တော်တို့ပထမချိန်တိုက်ခိုက်ခဲ့ဘူးလားရှိတယ်။အဲ့ဒီတုန်းကတိုက်ခိုက်ခဲ့တဲ့ရည်ရွယ်ချက်နဲ့အခုတိုက်ခိုက်ခဲ့တဲ့ရည်ရွယ်ချက်ချင်းကတော့မတူဘူးပေါ့။ပထမချိန်တိုက်ခိုက်ခဲ့တဲ့တုန်းကစခန်းဆုံးခွာထွက်ပြေးမှုနဲ့စခန်းလဲအေးအေးယူထောင်ချခံထားရတာတွေရှိတယ်။ ဒီတစ်ချိန်ပြန်ပြီးတက်ဆွဲတဲ့အခါကဒီလမ်းပိုင်းကလည်းသူတို့အတွက်အရေးပါတော့ခြံစည်းရိုးဆိုရင်၄တန်းဆက်သွယ်ရေးမြောင်းတွေဆိုရင်80မိုင်တွေနဲ့အခိုင်အမာတက်ဆွဲထားတာပေါ့အဲဒါကြောင့်ထင်မှတ်ထားတာထက်ပိုပြင်းထန်နေသူတို့ဘက်ကလေးချောင်းလာနိုင်တဲ့အခြေအနေကျွန်တော်တို့ဘက်ရဲဘော်၂ယောက်ကြာဆုံးတာနဲ့တယောက်ထိခိုက်ဒဏ်ရာရရှိထားတဲ့အခြေအနေခဲယံပြတ်တောက်မှုအခြေအနေတွေကြောင့်ပြန်ဆုတ်လိုက်တာပါဟုတရက်ခရိုင်အမှတ်လေးတက်ရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကသတင်းဌာနကိုပြောကြားပါတယ် အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကောက်ကွယ်ရေးတပ်မတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမှတ်လေးတရက်မှရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကောက်ကွယ်ရေးတပ်ဖွဲ့ဝင်၂ဦးကြာဆုံးခဲ့ကြောင်းတရက်ခရိုင်အမှတ်လေးတရင်အနေဖြင့်ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်စိုးမိုးအကောင်ရနေမည်များအတွင်ထိုးဖောက်ဝင်ရောက်စစ်ရေးလှုပ်ရှားမှုအချို့ပြုလုပ်လျက်ရှိကြောင်းအသိပေးထားပါသည်။အလားတူယမန်နီနနက်6နာရီအချိန်ဖက်စစ်အကြမ်းဖက်စစ်တပ်အတွက်အဓိကအရေးပါသောကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆာစနစ်ကိုတရက်ခရိုင်အမှတ်လေးတရင်က 122mm short တုံ၅လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ရာလေးလုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးထိခိုက်ပျက်စီးမှုများရှိနိုင်ကြောင်းသိရပါတယ်။ကာပါဆာစနစ်က short တုံ၅လုံးပြစ်တာလေးလုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်။ထိခိုက်ပျက်စီးမှုတွေရှိတယ်ဆိုတာကိုကြားရတာ။ဒါပေမဲ့အတီးဖြူဖို့ကြတော့သတင်းတွေထိမ့်ချုပ်ထားတဲ့အတွက်ထေချာအတီးမပြုတ်နိုင်သေးဘူး။ဒီနေ့မနက်နောက်ဆုံးသိရတာကတော့ အဲ့ဒီကကားပါစာစနစ်ထဲမှာရှိတဲ့ဖြူဟာမှုအဆင့်အရာရှိတအူအောင်လံဘက်ကိုထွက်ပြေးတိမ်းရှောင်သွားတယ်လို့တော့သတင်းရထားပါတယ်ဟုတရက်ခရိုင်အမှတ်လေးတရင်သတင်းနှစ်ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောဆိုပါတယ်ထို့သောရှော့တိုက်တော်များကြားရောက်ပောက်ကွဲမှုကြောင့်ကားပါစာစနစ်ဆက်ယုံအတွင်မှစစ်တပ်ကလက်နက်ကြီးများပြန်လည်ပစ်ခတ်ခဲ့ရာတရက်မြို့နယ်ညောင်ပင်သာကျေးရွာအတွင်ကြားရောက်ပောက်ကွဲခဲ့ကြောင်းအပြစ်မဲ့ပြည်သူတအူဤနေအိမ်ကိုဘုံစားထိမှန်ကအမျိုးသမီးတအူတန်ရာအပြင်းထန်ရရှိခဲ့ကြောင်းသိရပါတယ် ထို့ပြင်တိုက်ပွဲဖြစ်ပွားရာဒေသအတွင်းသို့တရက်မျိုးနဲ့ကပ္ပစစနစ်နဲ့ကာမမျိုးတို့မှအင်အားများအားစုဖွဲ့ကရှင်နတာရေကင်းစက္ကန့်တို့ကုန်းလန်ရေလန်အုံပြုကစစ်ကြောင်းထိုးလာခြင်းနှင့်အတူဂျက်ဖိုက်တာဖြင့်လည်းလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထို့သောစစ်ကြောင်းထိုးကလေကြောင်းလက်နက်ကြီးဖြင့်တိုက်ခိုက်မှုကြောင့်ကာမမျိုးနဲ့ဗစင်းနှိတ်ကျေးရွာအုတ်ပုံကျေးရွာများအတွင်မှပြည်သူတို့ဦးထိခိုက်တံရရရှိကပြည်သူနေအိမ်များလည်းထိမှန်မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်း ထို့ပြင် Jet Fighter ဖြင့်ရန်တပ်ဘုံကျဲတိုက်ခိုက်မှုကြောင့်ကာမာမျိုးနှင့်စုံကုံချေးရွာနှင့်သင်းငုတ်တထောင်ချေးရွာအနီးရှိတရက်ကာမာလမ်းပိုင်းတွင်အရေးပါသောဒဏ္ဍာရီစင်ပြက်စီးခဲ့ကြောင်းသိရပါသည်။လက်ရှိအချိန်တွင်စစ်ရေးအခြေအနေဆက်လက်တင်းမာလျက်ရှိပြီးမိဘပြည်သူများအနေဖြင့်တိုက်ပွဲဖြစ်ပွားရာဒေသအတွင်းခရီးသွားလာခြင်းမပြုလုပ်ကြပါရန်တရက်ခရိုင်အမှတ်လေးတရင်ကတတိပေးထားပါသည်။ ဆက်လက်ပြီးမန္တလေးတွင်စစ်တပ်ကဆိုင်ကယ်စီးလာသောလူငယ်များကိုစစ်မှုတိုင်းအဖြစ်ပေါ်တာဆွဲရန်လိုက်လံဖမ်းဆီးစဉ်ရထားသောကားကိုဝင်တိုက်ပြီးတအူးသေးက၃ဦးဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းတွင်စစ်တပ်ကဆိုင်ကယ်စီးလာသောလူငယ်များကိုစစ်မှုတိုင်းအဖြစ်ပေါ်တာဆွဲရန်လိုက်လံဖမ်းဆီးစဉ်ရထားသောကားကိုဝင်တိုက်ပြီးတအူးသေးက၃ဦးဒဏ်ရာရရှိခဲ့ကြောင်းရင်းဖြစ်စဉ်တွင်ဒဏ်ရာရရှိသူတအူးဤမိတ်ဆွေများကသတင်းဌာနကိုပြောကြားပါသည် ရှမန်းနီနိုဝင်ဘာလ6ရက်နေ့ညပိုင်းမန္တလေးမြို့မဟာအောင်မြေမြို့နယ်တွင်စစ်တပ်ကလူငယ်များကိုတားဆီးဆစ်ဆဲခြင်းပေါ်တာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်ခဲ့ကြောင်းထို့သောလှုပ်ဆောင်စဉ်ဆိုင်ကယ်စီးလူငယ်တချို့ကိုလည်းတားဆီးဆစ်ဆဲ၍ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းရင်းချင်းဆိုင်ကယ်စီးလူငယ်များကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးရန်ပြင်ဆင်နေစဉ်လူငယ်ဆိုင်ကယ်ရှက်မပေးပင်မောင်းပြေးခဲ့ကြောင်း အဆိုပါလူငယ်တို့ကိုစစ်တပ်ကအင်စီကစစ်ကားများဖြင့်လိုက်လံဖမ်းဆီးရာအဆိုပါဆိုင်ကမှမန္တလေးမြို့မဟာအောင်မြေမြို့နယ်38လမ်းနဲ့လမ်း80တွင်အရှိန်မထိန်နိုင်တော့ပဲလမ်းဘေးတွင်ရပ်ထားသောကားကိုဝင်တိုက်ခဲ့ပြီးရှင်တိုင်းမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဒီဖြစ်စဉ်ကသူ့ဘာသာဆိုင်ကတိုက်တာမဟုတ်ပါဘူး။နောက်ကနေစစ်ခွေးတွေကားကပေါ်တာဆွဲဖို့ဆိုင်ကသမားလူငယ်ကိုလိုက်တာမှဆိုင်ကသမားလူငယ်ကအထွက်ပြေးပြင်းရင်ရပ်ထားတဲ့ကားဝင်တိုက်တာပါ။ တဦးပွဲချင်းပြီးသိဆုံးပါတယ်။ကျန်သုံးဦးကလည်းဒဏ်ရာအပြင်းထန်ရပါတယ်ဟုဒေသခံပြည်သူတဦးကပြောဆိုပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးမန္တလေးအခြေဆိုင်မဏိဆက်လလူမှုကွန်ရက်ရဲ့အတင်နဲ့ပရာဟိတဓာရီလူမှုကွန်ရက်အတင်တို့ကကယ်ဆယ်ရေးလှုပ်ဆောင်ခဲ့ပြီးဒဏ်ရာရရှိသူများနှင့်သိဆုံးသူတို့ကိုမန္တလေးပြည်သူစေယုံကြီးတို့ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ မန္တလေးမြို့ပေါ်တွင်ယခုနိုဝင်ဘာလလယ်ပိုင်းတွင်ဖွင့်လှစ်မြစ်စစ်မှုရန်အဖက်စင်စက်ကူအတွက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများကိုအကြီးအကျယ်လှုပ်ဆောင်လာကြောင်းမန္တလေးမှဒေသခံပြည်သူတို့အုပ်ကသတင်းဌာနကိုပြောကြားပါသည်။